thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ရှာကောင်မန္တလေးအမြန်လမ်းရှိပြင်စီရေကင်းစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲဖြစ်ပွားပြီးအမြန်လမ်းယာယီပိတ်ကခီးတဲ့တင်ကများရပ်တန့်ခဲ့ရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ရှာကောင်မန္တလေးအမြန်လမ်းရှိပြင်စီရေကင်းစခန်းကိုတော်လိုင်းတပ်တွေကဒီကနေ့မနက်ပိုင်းဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲဖြစ်ပွားကအမြန်လမ်းယာယီပိတ်သွားခဲ့ကြောင်းခီးသွားပြည်သူတွေကပြောပါရယ်။မလ29ရက်နေ့မနက်09:45မိနစ်ဝင်းကျင်ကစပြီးမန္တလေးတိုင်းနထူ ြီးမြို့နယ်ရှမ်းကုန်းမန္တလေးအမြန်လမ်းမိုင်တိုင်မှ319မိုင်6ဖောင်လုံးရှိစစ်ကောင်စီရဲ့ပြင်စီရဲစခန်းရဲကင်းစခန်းကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်မှုမိနစ်40ခန်းဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ပြင်စီစခန်းကိုလာတိုင်ရင်အပြန်အလှန်ပစ်ခတ်တာနိုင်ဝက်ကြော်လောက်ကြတယ်ပစ်ခတ်ကြတာတိုက်ပွဲဖြစ်နေတုန်းတော့အမြန်လမ်းခဏပိတ်လိုက်တဲ့ကားရီလေးလာရလမ်းတိုင်းပြန်လည်ပြေးရတယ်။နေ့လယ်12နာရီလောက်မှတိုက်ပွဲပြီးသွားတယ်လမ်းတော့ပြန်ပွင့်သွားပြီလို့နှဒိုးကြီးမျိုးအခြေဆိုင်ကင်းထောက်တရင်အရှင်မြစ်တခုကပြောပါရယ်။ ။တရင်ဌာနကနထိုးကြီးအစီအစိုင်နထိုးကြီးပြည်ပဒက်ဖန့်စ်ဖို့မြင်းကြံခရိုင်အမှတ်လေးတရင်ထံကိုဆက်သွယ်မိမြန်ဖို့စူးစမ်းလျက်ရှိပြီးလက်ရှိအချိန်ထိအဆက်အသွယ်မရရှိသေးပါဘူး။လက်ရှိစစ်ကောင်စီကအင်အားတရာဝန်ကျင်နဲ့မိုင်းတိုင်မှ319ရှိပြင်စီရဲစခန်းပတ်ဝန်းကျင်ကိုစစ်ကြောင်းထိုးနေပြီးတွန်လိုင်းတပ်တွေကလည်းပြန်လည်ဆုတ်သွားပြီးဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးလူထုကိုတပ်ဖြတ်နေတဲ့မင်းအောင်လိုင်းကဒီမိုကရေစီထူထောင်ဖို့အသိဉာဏ်ပညာပြည့်ဝရန်လိုအပ်ပြီးပြည်သူရဲ့အသက်အဝင်စီစဉ်ပြတ်တုံးနေတဲ့ဒုက္ခတွေကိုသင်ခန်းစာယူဖို့အချိန်ခါ ာကြပြီလို့ပြောတဲ့အကြောင်းတင်ဆက်ပြပါမယ်။ပြည်သူလူထုကိုနှီးမျိုးစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကဒီမိုကရေစီနိုင်ငံထူထောင်ဖို့အသိဉာဏ်ပညာပြည့်ဝဖို့လိုအပ်ပြီးပြည်သူရဲ့အသက်အဝိုင်းစီစဉ်ပြတ်တုံးဆင်းရဲဒုက္ခရောက်နေမှုကိုသင်ငန်းဆောင်ယူဖို့အထင်ကြပြီဖြစ်ကြောင်းပြောဆိုပါရစေ။ 52နှစ်မြောက်မုံကြီးနယ်နေ့အပြင်မရောက်လိုင်းကစပီးဖို့စဉ်ထပ်ပါတိုင်းပြောဆိုရေးသားလာတာပါပြည်သူလူထုရဲ့မဲဆန္ဒနဲ့ NND ပါတီကတောင်ပြိုကမ်းပြိုအနိုင်ရရှိရဲ2020ရွေးကောက်ပွဲကိုမဲမဲ့တမာမှုရှိတယ်လို့ဆိုပြီးအာဏာလုယူခဲ့တဲ့အကြမ်းဖက်မင်းအောင်လိုင်းကဒီမိုကရေစီနိုင်ငံထူထောင်ရမှာနိုင်ငံသားအလုံးအနည်းနဲ့စီးလုံးညီညွတ်ခြင်းစီကံရှိခြင်းတရားဥပဒေကိုလေးစားလိုက်နာခြင်းနဲ့အသိဉာဏ်ပညာပြည့်ဝခြင်းတို့ကမရှိမဖြစ်လိုအပ်မှာဖြစ်ကြောင်းမျက်မှောက်ကာလမိမိတို့နိုင်ငံရဲ့အခြေအနေမှာတည်ဆောက်ရေးကိုမလုံနိုင်ပေတိုင်းပြည် ဖြန့်ပြည်ဖြန့်ရန်ကိုပြည်အင်အားနဲ့စ조사ကာကွယ်နေကြရတဲ့အတွက်တည်ငြိမ်အေးချမ်းမှုအားနဲ့ပြီးဖွံ့ဖြိုးတိုးတက်မှုနဲ့အလံဝင်နေရလို့ပြောဆိုပါတယ်။ဒါအပြင်ပြည်သူလူထုကိုလေကြောင်းတိုက်ခတ်ပြီး၎င်းလက်နက်ကြီးများပစ်ခတ်ပြီး၎င်းစစ်ကြောင်းထိုးပြီး၎င်းနီလန်းမျိုးစုံနဲ့တပ်ဖြတ်လျက်ရှိတဲ့မင်းအောင်လိုင်းကတိုင်းရင်းသားလက်နက်ကိုင်များနဲ့တပ်ဆိုင်ရာဖွဲ့စည်းများပတ်သက်သူများအနေနဲ့ပြည်သူများဒုက္ခရောက်စေပြီးနိုင်ငံကိုအနည်းအကျရောက်စေမယ့်လုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှိရှုပြီးရပ်တန့်ပေးကြဖို့အတိပေးမှကြားလိုတယ်လို့ဆိုပါတယ်။ နိုင်ငံတော်ရှိပြည်သူလူထုရဲ့နေအိမ်များကိုဖျက်ဆီးမိရှို့ကပြည်သူပိုင်းအဖို့ထံပစ္စည်းတွေကိုလွှင့်ရနေတဲ့စစ်ကောင်စီတပ်ရင်ခေါင်းဆောင်မင်းအောင်လိုင်ကပြည်သူရဲ့အသက်အဝိစီစဉ်ပြတ်တုံးဒုက္ခရောက်နေမှုကိုသင်ခန်းစာယူဖို့အချိန်ကာကြာပြီဖြစ်ကြောင်းစစ်ကောင်စီအနေနဲ့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပပြီးထွက်ပေါ်လာတဲ့အစိုးရကိုနိုင်ငံတော်တာဝန်များလွှဲအပ်ဖို့ဆက်လက်ဆောင်ရွက်တော့မှာဖြစ်ကြောင်းပြောပါရင်းမင်းအောင်လိုင်ကဒီလိုပြောဆိုနေပေမဲ့မြေပြင်မှာတော့အသက်16နှစ်မှအသက်35နှစ်အတွင်းရှိအမျိုးသားလူငယ်များကိုနိုင်ငံတော်မှာဆက်မှုထမ်းခိုင်းဖို့ဖန်ဆီပေါ်တာဆွဲ ခြင်းစစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ဘုံကြီးကျောင်းနဲ့စစ်ပေးဆောင်စခန်းတွေကိုလင်းရင်းနဲ့ပုံကျဲခြင်းစစ်ဘက်ပြစ်မှတ်မဟုတ်တဲ့ကြေးရွာများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းစစ်ပေးဆောင်ပြည်သူတွေကိုအကြမ်းမဲ့ဖမ်းဆီးတပ်ဖြတ်ခြင်းအပါအဝင်ဥပဒေမဲ့အကြမ်းဖက်ရဲစက်မှုတွေကိုစစ်တပ်ကကျူးလွန်နေကြောင်းပြည်ရင်းပြည်ပရပ်ဖက်ဖွဲ့စည်းများကုလသမဂ္ဂနဲ့နိုင်ငံတကာဖွဲ့စည်းတွေကတရားဝင်ထုတ်ဖော်ပြောဆိုပါတယ် ဆက်လက်ပြီးရှီချင်းဖြင့်ရဲ့အလင်းညာများမြမအရေးကြောင့်ဘူးပေါ်တယ်လို့ပေါ်ခဲ့ရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ကွန်မြူနတီပါတီက၎င်းတို့စိတ်မသက်မသာဖြစ်ခဲ့တဲ့အတိတ်သမိုင်းကြောင်းကိုပြန်လည်ပြင်ဆင်သတ်မှတ်ဖို့အမြဲလိုကြိုးစားခဲ့တယ်။အဲ့ဒီတည်းမှာတီယန်မင်ရင်ပြင်အရေးခင်ရှင်ချင်းဘူးဒေါ်လာရင်းတွေကထိတ်ဆုံးမှပါဝင်ခဲ့တယ်။အခုလည်းအမေရိကန်အလွန်ကမ္ဘာစနစ်ကြီးကို၎င်းတို့စိတ်တိုင်းကျရေးဆွဲဖို့ပြင်ဆင်လာနေပြီဖြစ်ပါတယ်။ဒါပေမဲ့အာရှနဲ့ပတ်သက်ပြီးအထူးသဖြင့်မြမအရေးမှာ၎င်းတို့လက်တွေ့ကျင့်သုံးနေတဲ့မူဝါဒတွေနဲ့ပြောင်ပြောင်ကြီးစန့်ကြံလျက်ရှိတယ်လို့တင်ယုံရင်းရ ကြွမ်းကျင်သူ Robert Manning က American Foreign Policy Magazine မှာရှင်းတာထားပါတယ်။ American ရဲ့ဘိုးကြဆုံးမွေးရေးဝါဒက၎င်းတို့တနိုင်ငံနဲ့ကြီးစိုးနိုင်ရေးအတွက်နိုင်ငံတွေကိုဖိနှိပ်ထားဖို့အတွက်တာဖြစ်တယ်လို့အမည်လိုလိုပြောပါတယ်။ ၎င်းတို့ရဲ့ GSI ခေါ်ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအစီအမံများရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BRICS တို့နဲ့အစားထိုးဖို့တစားတစ်တစားအကြိုးပန်းလာခဲ့ပါတယ်။လက်ရှိနိုင်ငံတရာကျော်ကချီးကျူးထောက်ခံလာကြပြီလို့လည်းဆိုပါတယ်။၎င်းတို့အဖို့ကမိခင်ဘဝသည်ကောင်းမွန်တယ်ဆိုတော့ပြောဆိုခဲ့သူညင်းနိုင်စရာမရှိတဲ့အကောင်းမျိုးကိုထုတ်ပြောလာလို့ထောက်ခံကြခြင်းမျိုးသာဖြစ်ပါတယ်။ GSI ကတကယ်တမ်းမှာငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုငါချက်ကိုမုံမှန်အသက်သွင်းလာခြင်းဖြစ်ပါတယ်။လက်တွေ့မှာ၎င်းတို့ရဲ့အပြုအမူတွေကတခြားစီဖြစ်လာနေပါ ါတယ်။တောင်တရုတ်ပင်လယ်နဲ့အရှေ့တရုတ်ပင်လယ်များမှာဖိလစ်ပိုင်မလေးရှား၊ဗီယက်နမ်နဲ့ဂျပန်တို့ကိုရန်ဆောင်လာနေပါတယ်။မြန်မာတို့ရဲ့ပြည်တွင်းစစ်မှ၎င်းတို့လိုချင်တဲ့ရလဒ်ထွက်ပေါ်လာအောင်အသေးစိတ်အလုပ်မပြီးပဲတစ်ဖက်သက်ဆွတ်ဖက်လာခဲ့ပါတယ်။မြန်မာက၎င်းတို့နဲ့အိန္ဒိယတောင်တရုတ်ပင်လယ်ကဲ့သို့နေဆက်ပြဿနာအငင်းပွားမှုမရှိပါပဲလျက်အချုပ်ချာအာဏာဆိုတာကိုအကြောင်းပြပြီးချင်းချောက်အကြက်ကင်လာခြင်းနဲ့ဖြစ်ပါတယ်။တရုတ်က၎င်းတို့နဲ့နေနမိတ်ထိစပ်နေတဲ့နိုင်ငံ14နိုင်ငံရှိနေတော့လေမြန်မာနိုင်ငံကဲ့သို့နေဆက်အငင်းပွားမှုမရှိတဲ့နိုင်ငံဆိုပြီးအတော်လင်းကိုရှာပါတယ်။ရု ရှားနဲ့ငြိမ်းချမ်းနေရဆိုတော့လည်း 1969မလမှာနေဆက်တိုက်ပွဲများဖြစ်ပွားခဲ့ပူပါရင်မြန်မာမှာပြည်ရင်းစစ်ကြီးဖြစ်ပွားလာမှုနဲ့အတူ၎င်းတို့နေဆက်မှာအွန်လိုင်းဝင်လင်ခိုင်းများမှုလို့ပေါက်လာနေပြီးလုံခြုံရေးနဲ့ပတ်သက်ပြီးအဖြစ်သေးတဲ့တရုတ်ကမြန်မာပေါ်အထူးအာရုံစိုက်လာပါရင်ရှီချင်းဖင်က၎င်းရဲ့ GSI ဝါဒဖြင့်မြန်မာရဲ့အထောက်ကြအာဏာကိုလေးစားတင်ကြောင်းအိန္ဒိယနိုင်ငံများရဲ့ညှိနှိုင်းဆောင်ရွက်မှုနဲ့အတူဖြေရှင်းရမယ်လို့ပြောဆိုလာတော့လေလက်တွေ့မှာတော့၎င်းတို့တနိုင်ငံနဲ့သာပတ်သက်နေပါရင်စုစုပေါင်းဒေါ်လာ20ဘီလီယံတန်ဖိုးရှိရင်းနှီးမြှုပ်နှံထားတဲ့စီမံကိန်းတွေကပြည် င်းစစ်ကြောင်းနဲ့၎င်းတို့ရဲ့စီမံကိန်းများကြောင့်နှောင့်နှေးလာပါတယ်။ ၎င်းတို့ရဲ့စီးပွားရေးလုံခြုံရေးနဲ့ရှီမန်ချက်တွေကိုနံပါတ်၁အဖြစ်ဦးစားပေးလာတဲ့တရုတ်ကဖေဖော်ဝါရီလအတွင်းပူရဲလုံခြုံရေးကုမ္ပဏီကိုထူထောင်လာခဲ့ပါတယ်။မြန်မာဘက်ကလည်း၎င်းတို့အလို့ကြောင့်ဥပဒေပြဋ္ဌာန်းပေးခဲ့ရပါတယ်။တရုတ်ကအာဏာသိမ်းအဖွဲ့ကိုတရားဝင်အတိမတ်ပြုခြင်းမရှိတော့လဲ။ဗတ်ပေါင်းစုံမှကစားနေပြီး၎င်းတို့အကြမ်းမှချစ်ချင်မှုမရှိတော့လဲအပြန်အလှန်မိခွန်းရမှုတွေရှိပါတယ်။အဲဒီအတွက်၎င်းတို့ပတ်သက်နေတဲ့နှစ်ဖက်စလုံးကြားပြည်လည်မှုရဖို့၎င်းတို့ဘာသာ၎င်းတို့ဖြန့်ဖြေးသူလို့သတ်မှတ်ပြီးကြားပွဲစာလုံးလာခဲ့ပါတယ်။အခုကနိုင်ငံအေရီးယားရဲ့တဝက်တ ောင်မှထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့စစ်ကောင်စီပြိုလဲလူမတက်ဖြစ်လာနေတာကိုစိုးရင်ထိန်းလန်းလာခဲ့ပါတယ်။တရုတ်ကလက်နက်တွေကိုစစ်ကောင်စီနဲ့တိုင်းရင်းသားဖွဲ့တွေကိုပေးလာခဲ့ပြီး၎င်းတို့နဲ့အနီးဆက်ဆုံးဖြစ်တဲ့ဝါတက်တွေကတပ်ဖန်တော်လိုင်းဖွဲ့တွေကိုအတော်လေးကိုဖြန့်ဝေပေးခဲ့ပါတယ်။နောက်ပိုင်းမှာ၎င်းတို့နဲ့ဆက်ရှိအွန်လိုင်းငွေလိမ်များကိုအာဏာသိမ်းအဖွဲ့မဖြေရှင်းနိုင်မှုကိုစိတ်ပြက်လာခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းဘီဂျင်းရဲ့မတိမတားမျက်ရည်ပြခဲ့မှုကြောင့်ညီနောင်တုံးဖော်ရဲ့2029စစ်စင်ကြီးကထိန်းလန့်စရာကောင်းလာအောင်အမြင်ကြရခြင်းဖြစ်ပါတယ်။2023ဒီဇင်ဘာလအကု ုံမှာနေမြေစတူရဲမိုင်9900ကိုတန်းယူခဲ့ပါတယ်။နောက်ပိုင်းမှာကုံသွင်းရေးလမ်းကြောင်းပြန်ပွင့်ဖို့နှစ်ဖက်ယာယီအပြင်းရည်အတွက်ကြောင်းဝင်ပြီးခဲ့တော့လဲတပ်ဖက်မှာကချင်လွတ်လပ်ရေးတပ်တွေကထိုးစစ်ဆင်လာခဲ့ပါတယ်။ပြည်ချင်းကစစ်ကောင်စီအရင်းနှိမ်လာတော့မှကိုတီးလို့ ကျူရီလူကြီးများကိုလက်ထိုးတဲ့အနည်းနဲ့၎င်းတို့လိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်လုပ်ပန်းလာကြပါတယ်။တိုင်းရင်းသားလက်နက်ကိုင်းတွေကိုလည်းစစ်ကောင်စီနဲ့အတူပူးပေါင်းပြီး2025ရွေးကောက်ပွဲကိုသဘောတူဖို့မြှူဆွေးလာတယ်။အာဆီယံကမြို့နယ်145မြို့မှာသာလူဦးရေစီးရင်ကောက်နိုင်တဲ့ရွေးကောက်ပွဲကိုဟန်ပြတသားလို့ရှုံချပြီးငြိမ်းချမ်းအရင်ဖော်ဆောင်ဖို့ပြောဆိုလာတယ်။ဘီဂျင်ကစစ်ကောင်စီကိုသာပူပြီးလိုလားတော့လေအန်ယူဂျီမှတည်ငြိမ်မှုဖော်ဆောင်ပေးနိုင်ရင်လက်တွဲလူစိတ်ရှိနေပါတယ်။ပြည်ထနာရှိလာနေတဲ့ရွေးကောက်ပွဲနဲ့အတူတည်ငြိမ်မှုရှိအောင်မစွမ်းဆောင်နိုင်တော့မှတန်ရဝင်လာတဲ့အခါလက်ရှိ ရှိချုပ်တွင်းနေတဲ့အင်အားစုတွေနဲ့၎င်းတို့လိုချင်တဲ့ရလက်ထွက်လာအောင်လှုပ်လာနိုင်နေတယ်။ အမေရိကန်ရဲ့အသင့်တင်သာပါဝင်ပတ်သက်နေမှုကိုလည်းပုံကြီးချက်ပြောဆိုနေစေဖြစ်ပါတယ်။လက်ရှိမှာမြန်မာအရေးကိုဖြည့်ရှင်ဖို့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကတိုးမပေါက်ဖြစ်နေသေးပါမြန်မာမှာလူမျိုးစုအမျိုးမျိုးကွဲပြားနေလို့ရင်ကြားစေဖို့မလွယ်တဲ့အတွက်ရွှေရှည်တည်တတ်မဲ့တည်ငြိမ်မှုမျိုးရရှိရန်မလွယ်လို့ဆိုတော့လည်းတရုတ်က၎င်းတို့အကျိုးစီးပွားအတွက်ဩစာညောင်းပြီးသား CAC ဝါရီနဲ့တန်တမန်ကြီးမှာပုံအော်သုံးလာနိုင်ပြီးအရေးကိုရှော့တွက်ထားလို့မိရရှီချင်းပြင်က2014ခုနှစ်ကလေးကအာရှရဲ့ပြဿနာကိုအာရှသားတို့သာဖြည့်ရှင်ရမယ်လို့မကြာခဏရှိ ီညွန့်ပြောဆိုနေပါတယ်။ဒါပေမဲ့မြန်မာအရေးမှာဒါရိုင်းဆက်ဆက်နေတဲ့နယ်နိမိတ်ထိဆက်နေတဲ့အာရှလေးနိုင်ငံဘုကအာရှသားချင်းအတူတူလက်တွေ့မှာအချို့က၎င်းတို့ထပ်ပို့ပြီးအခွင့်အရေးရှိအရေးပါနေရလို့ယူဆနေကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။